နန်တာမနီကျော်ထဲမှာကွင်းပါလားပါလားဒီနေ့ပါတယ်ဗျာဒီနေ့ပါနော်ကွင်းမှာကွင်းရအဆက်လောက်ရနံပါတ်3ဗျာနံပါတ်3ဟောနံပါတ် ားလုံးပဲမင်္ဂလာပါမိုး channel လေးကိုကြိုဆိုလိုက်ပါတယ်မိုးဒီနေ့တက်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ချီတဲ့အမျိုးအတွက်ဝန်တာစရာတည်င်းလေးတစ်ပုတ်ကိုပြန်လည်မြောက်ပြီးမှပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့စာရက်တော်တဲ့ကိုရင်းလေးတွေကဒီနိုင်ငံခြား BN မှာပေါ့နော်ပညာတော်တင်သွားတဲ့ဗီဒီယိုလေးကိုမြောက်ဝင်တက်ဆက်ပေးမှာပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ပြည်စုံပိုင်းပေါ့နော်အရောက်မှထွတ်ထွတ်ထက်မြက်တဲ့ကိုရင်းလေးတွေရဲ့ view လေးတွေလည်းပါတယ်ပေါ့နော်ကြည်တဲ့မျိုးတွေလည်းပျော်ရွှင်အောင်ပီတိဖြစ်စရာ video လေးတစ်ပုတ်မှပြန်လည်မျှော်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ video လေးကိုဆက်လက်ကြရအောင်နော်ကိုရင်ပညာဦးလားခင်ဗျာ ွဲရဗီယက်နမ်တာမနီကျော်ထဲမှာကွင်းပါတာပါလားဒီနေ့ပါတယ်ဗျာဒီနေ့ပါနော်ကွင်းတော့ကြတော့ဗီယက်နမ်သွားဖို့အတွက်ဘာလုပ်ရသေးလဲဝင်ခွဲဖြေရတယ်ဗျာဝင်ခွဲဗျာဝင်ခွဲမှာကွင်းရအဆင့်ဘယ်လောက်ရနံပါတ်3ဗျာနံပါတ်3နံပါတ်3ဆရာကြီးဆင်းနဲ့လိုက်သွားမှာပေါ့နော်ဒီနေ့ရောက်ပြီဆိုလို့ရှိရင်လည်းမာနဲ့တိတ်ကမကြောက်စူးစားပါကြလားတင်ပါနော်တင်ပါကိုရင်တို့ပြည်နယ်နိုင်ငံသွားတယ်ဆိုတော့မြန်မာနိုင်ငံမှာ အကွင်းတော့ပထမဆုံးပဲပညာသွားတင်တဲ့ခါမှာလေတင်ပါနော်အကွင်းတော့စံပြဖြစ်အောင်လေရလားတင်ပါဗျာနော်စံပြဖြစ်အောင်ကြိုးစားဒါကြတော့မဟာမြန်တစ်ခုတည်းမကောင်ဒီမြန်မာနိုင်ငံရဲ့ခြေထားဝါဒပါခြေထားဝါဒနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အဲတစ်ခုသွားလောက်တာပါနော်စာစာသွားတင်တာပါစာတင်နေဆိုပေမဲ့လည်းဒီကပုံကြီးလေးပဲသွားတင်ဟုတ်လားမလားတင်ပါဗျာနော်အဲ့တော့မြန်မာနိုင်ငံသိခါမကြောက်နော်နေ့တိုင်း ်တနည်းကိုတန်းတနည်းကိုတန်းအာမနေဂျာတွေပြအောင်လို့ဟုတ်လားကျေးဇူးပါဟုတ်ဒီကိုရီလေးတရားဖီယန်နဲ့မှာပညာတော်တင်သွားတဲ့ကိုရီလေးကြီးပေါ့နော်အရင်မှကြီးညိုစရာကောင်းနေပေါ့နော်ဒီတချင်းတန်လေးတရားတော့ခတ္တာဖြောက်ထားတယ်ပေါ့နော်တချင်းတန်လေးတွေထည့်လို့များလို့နားလည်ပြီပါတော်လိုက်တာနော်ပီတိဖြစ်ရတယ်ပေါ့နော်ချိန်ပြီးတော့လေ အဲကိုရင်ကိုရင်တက်ဘယ်လောက်ရှိပါလဲ10 10နှစ်ဟုတ်ပြီ10နှစ်ဆိုလို့ရှိရင်ဒီကျောင်းမှာနေလို့ရပြီဟုတ်လားဆရာ10နှစ်ဆိုလို့ရှိရင်ဒီကျောင်းမှာနေလို့ရပြီဟုတ်လားဟုတ်အဲကိုရင်ကိုစာမေးရမယ်နော်ဒီလိုကျောင်းမှာမကြည့်မူဂျိုခခွေတန်းဆိုမင်္ဂလာတုတ်ရဲ့မေတ္တာတုတ်ရဲ့ရမယ်တဲ့နော်ကိုရင်မင်္ဂလာတုတ်ရလားရတယ်ရပါဖေရရပါဗျာအဲမေတ္တာတုတ်ကိုရရပါဗျာအဲအဲ့ဒါဆိုလို့ရှိရင်မင်္ဂလာတုတ်ကိုစွကြည့်တယ်လား ရှမ်းမင်္ဂလာနေပါတော့ပဲဇရယ်သုသောတေဝကာသုဒါနနံနေကဆံပြရတဲ့ရှင်သောမင်္ဂလာရေတိတံတေဝနေဝိနာဘဘဘဘဝိနာသနံသဘလောကိရတမင်္ဂလာဗြဟ္မေအေဝမေသူတိုင်းကသမိုင်းဘောကသဝတေအဝေလတေစီတဝနေအနန္တပရိကသာလမေအဲအဲ့လိုရအဲ့လိုရအဲ့လိုကိုင်ကျွမ်းသွားရင်ပြီပြီအဲ့ဒါမေတ္တာတို့ဆွကြည့်တယ်မောမေတ္တာတို့ရပါနုဘဝတေကနေဝရတံတေဝေဒနာယမိစီဝနေသံတလောတေဝမတန်ဤတော့ဒုက္ခံတပရိသောသောဘဘဝကစိနာပသတေအေဝမနေကုနုပိနာပလတေနာမနာမေ လနေရမာကဒေနာယံပါနေနာဗရာဝေသမေသောသက်ကောသုသောသုသောသောသုသောသောမနနိုင်မနိုင်သာတသက်ကောသောသုပါလို့သောပါကေသောသတိုင်းလောကဝတ္တေအဲ့လားဆိုရပြီအဲ့လားဆိုရပြီအဲ့ဆိုကိုရင်ဒီကြောင်းမှနေလို့ရတယ်ဟုတ်လားဟုတ်ကိုရင်အသက်၁၀နှစ်လည်းပြည့်တယ်မင်္ဂလာသုံးမတတ်တော့လည်းရတော့ကိုရင်ဒီကြောင်းမှစာရင်သားပြနေလို့ရတယ်ဟုတ်လားဟုတ်ပါမဖေဟာပါမဖေပါမဖေပါမဖေအဲ့အတိုင်းပြောတယ်ဟုတ်တယ်လို့မပြောနော်ညာကိုရင်အဲ့ဒါလေးဘယ်လိုသင်ပေးတာအဲ့ဒါလေး ကိုရင်အဲ့ဒီမင်္ဂလာသူတွေမေတ္တာသူတွေဘယ်လိုသင်ပေးလိုက်တာတော့လို့ဟုတ်ဦးစင်းဦးစင်းသင်ပေးတာကျွန်မလည်းသင်ပေးတာကျွန်မအဲသင်ပေးရမလားအဲရွာဖုန်ကြီးတွေဦးစင်းတွေအဲ့ဒါလေးတွေကသင်ပေးမှစာတနိုက်ကိုလွတ်လို့ရမှာကြလားဟုတ်ဟောနော်အဲကိုရင်ဒီမှာနေလို့ရပြီနော်ကိုရင်အသက်ဘယ်လောက်၁၀နှစ်မင်္ဂလာသူမေတ္တာသူရတဲ့ကြောင့်ကိုရင်ကမူဂျူခခွေတန်းအာမင်္ဂလာသူကိုပါဠိရတယ်ရေရရေးတယ်လားရေးတယ်အဲရေးတယ်ရပြီကိုရင် မာနယ်မှာမူဂျူခဝိဒန်းကိုဝင်နေခွင့်ရတဲ့စာတင်နာဖြစ်သွားပြီကြားလားကြားပြောလားပြောပြီဟုတ်ကဲ့ဘာသာကိုရဒီရွာเจ้าမှာဆိုလို့ရှိရင်စာရေးစာကုန်းနဲ့အင်္ဂလိပ်စာရေးစာကုန်းနဲ့ဆိုလို့ရှိရင်လည်းဝင်ပထမရွေးရဟုတ်တယ်မလားအဲ့တော့ကိုယ်အဲ့ဒီစာရေးစာကုန်းလေးကကိုယ်ပထမရခဲ့တဲ့ my daily အကြောင်းလေးအဲ့ဒါလေးအဲ့ဒီလေးပြည့်စုံကျွန်မ Hello good morning Mark maybe have your attention please First off, of last me just myself and English. My name is Shinki Medela. I'm a grade 6 student I come from business education. Nhi. Today, I would like to tell you about my daily routine. My daily routine. I'm get a six of I'm get a six o'clock in the morning. When I'm I'm breakfast. My breakfast is seven o'clock in the morning my I have lash as known at noon. Uh, you know, I take a bed at five o'clock. I homage to both at six o'clock when I go to bed at ten o'clock. Thank you for listening. Okay, <laughs> အဲ့အားလုံးကိုကျွန်တော်ကအင်္ဂလိပ်လိုတွေမိတ်ဆက်မိတ်ဆက်အင်္ဂလိပ်လိုလေးမိတ်ဆက်ချင်ပါတယ်ကျွန်တော်နာမည်ကတော့ရှင်ခင်မိတ်တရာဖြစ်ပါတယ်အခုကိုင်ရဂရိစ်စ်တောင်းသားလေးပဲဖြစ်ပါတယ်ကိုင်ရခုပြောမယ်အကြောင်းအရာလေးကကျွန်တော်ရဲ့နေ့စဉ်အကြောင်းအရာလေးပဲဖြစ်ပါတယ်အဲနေ့စဉ်အကြောင်းအရာလေးမှာဆိုလို့ရှိရင်ပထမမနေ့ပိုင်းမှာကိုင်6နိုင်အတွက်အရာထားတယ်6နိုင်အတွက်အရာထားပြီးတော့9နိုင်မှာဟုတ်မဟုတ်ကိုင်9နိုင်အတွက်အရာထား 9နိုင်အတွက်အရာထားပြီးတော့9နိုင်ခွဲအချိန်မှာဘုနဲ့ breakfast စားစားတယ် breakfast စားပြီးတဲ့အချိန်မှာဝင်ကျောင်းရဲ့တနေ့တာလုပ်တွေကိုလုပ်ပေးတယ်ပေါ့လုပ်ပေးပြီးသွားရင်ညနေစားစားတယ်ဒီလေစားစားပြီးညနေခင်းရောက်တဲ့အချိန်မှာဟိုရေချိုးတယ်ညနေခင်း၄နိုင်ခွဲမှာရေချိုးတယ်ရေချိုးပြီးတော့ညနေဘက်6နိုင်ချိုးတဲ့အချိန်မှာဖျားဝတ်တက်တယ် ညာ၈နာရီတွေ့ရခြင်းမှာအဲ့ရောက်ဝင်ဒါပါပဲဒါပဲလားအတူကပြောလေအတူကနောက်အစီကောက်ပြောကိုယ်ဘေးကျမကွင်းလုံး great fight garden တတိယဆိုတဲ့ပုံမြင်လေးကိုပြန်ပြီးတော့မျှဝေပေးစမ်းပါ India. When this was India, he lived in the forest. He dressed be some brown and had beautiful underlar. He was very proud of his underlar. he always said, Oh, my underlar are so beautiful. But he didn't like it. He last. He thought they are ugly. One day, the hungry tiger saw the deer. The deer just him. He ran fast, but the tiger fast too. The deer ran into the bush and His antelope goes straight at the bushes. Oh no, he says, I can not move. He was in trouble because of his beautiful antelope. However, his ugly legs held him. He kissed the bosom very hard and finally escaped. <laughs> တို့ချောမြမလောတတိယဆိုတာတမင်ပုံပြင်လေးပါ one day one this was india တခါတော့ကတမင်လေးတကောင်ရှိခဲ့တယ်တဲ့ he live in the forest သူကတတော်တကူတယ်မှာနေထိုင်ပါလေ he was big and proud and held beautiful andala သူမှာအလွန်ကြီးမားတဲ့ခန္ဓာကိုယ်နဲ့အညူအလွန်ကြီးမားပြီးတော့အညူရောက်ခန္ဓာကိုယ်ကြီးနဲ့သူလှပါတယ်တမင်ဥโจကြီးလေးရှိပါတယ် he was very proud of his andala သူဟာ အနည်းလိုလိုပဲသူရဲ့ဥကြိုလေးကိုလှပရဆိုပြီးတော့ကိုယူခွင့်ကြွားဖြစ်နေခဲ့ပါတယ် it always says သူကအမြဲတမ်းပဲပြောခဲ့ပါတယ်ပြောပါတယ် oh my adler are so beautiful oh ငါရဲ့ဥကြိုတွေကအတော်လှပတာပဲလို့သူကအမြဲတမ်းပြောပါတယ် but ဒါပေမဲ့လေ he didn't like his lad သူကသူ့ရဲ့ခြေထောက်တကူတော့သူလိုအောင်မကြိုက်ခဲ့ပါဘူး he thought they are ugly သူက ဲ့ဒီခြေတော့တွေကို तू ကအရမ်းမရုပ်ဆိုရလို့ तू ကထင်နေခဲ့ပါတယ် one day တနေ့တော့အခါမှာတော့ at the hungry tiger saw the deer တနေ့တော့အခါမှာတော့အလွန်ပဲစားလောင်နေတယ်ကြာကြီးတကောင်ကပဲမြကြာကြီးတကောင်အဲ့ဒီတမင်ကြီးကိုချောင်းနေခဲ့ပါလေ the deer kissed him the tiger kissed him ကြာကြီးကသူ့ကို like ကြာကြီးကသူ့ကိုအစာစားဖို့အတွက် like ဖမ်းပါလေ the rat first bad he ran first bad သူက လီမြတ်စွာပြေးခဲ့ပါတယ်ဒါပေမဲ့လေ the tiger respond to ကြားလေအလိုမဲ့ညံ့နေပါတယ် the deer rush into the bush အဲ့သူ့ကိုကြားကြီးရလိုက်တဲ့အခါမှာတမီးကချုပ်ဖို့တခုတည်းသူကဝင်ရောက်ဝင်ရောက်သွားတယ် his, his the deer rush into the bushes တမီးဟာသူဟာ จ้าရဲ့ရန်နေပြီးတော့ထပ်ပြေးလောင်းလောင်းလောင်းလာပြီးတော့သူဟာချိုးဖို့တခုတည်းကိုဝင်ရောက်သွားခဲ့ပါတယ် is andra goes strange at the bushes သူဟာသူ့ရဲ့လပရဲလို့ထင်ခဲ့တယ်သူ့ရဲ့ဥကျူဟာချိုးဖို့တခုတည်းမှာညှိတွယ်သွားခဲ့ပါတယ် oh no he said i can move သူဟာသူ့ကိုယ်သူမဖြစ်တော်ဘူးဆိုပြီးတော့သင်ငယ်စိတ်တွေနဲ့အတူစကားတွေပြောလိုက်ခဲ့ပါတယ် I can move to to အခုချိန်မှာဒုက္ခရောက်နေပြီလို့ဆိုပြီးတော့သူကပြောလိုက်ခဲ့ပါတယ် it was a trouble သူဟာအခုချိန်မှာသူဒုက္ခရောက်နေခဲ့ပါပြီ because အဖေကြောင့်ဆို because of ဘာဖြစ်လို့လဲဆိုလို့ရှိရင် his he beautiful underlord အဲ့ဒီအကြောင်းရင်းတွေအကုန်လုံးဟာသူရဲ့လက်ပါတဲ့ဥဒ္ဓတေချပဲဖြစ်ပါတယ် however သို့တော်လည်းပဲ his his ugly lad how him သူအမြဲတမ်းရုပ်ဆူရလို့ထင်နေခဲ့တယ်သူရဲ့ခြေထောက်တွေကပဲသူ့ကို အကူအညီပေးခဲ့တာပဲဖြစ်ပါတယ်။ Hey cat the bush is very hot and finally escapes သူဟာချုံဘိုးတွေကိုကန်ပြီးတော့ချုံဘိုးတွေကိုကန်ပြီးတော့အခက်ခဲများစွာနဲ့သူကလွတ်မြောက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာအဲ့ဒီအခက်ခဲတဲ့နဲ့လွတ်မြောက်လာခဲ့ပါတယ်။ပုံမြင်လေးရဲ့ရည်ရွယ်ချက်ကတော့လူတိုင်းလူတိုင်းဟာကိုကိုကိုပတော်မှာအထင်မကြီးမိပါစေနဲ့လို့ပြောချင်ပါတယ်။တကယ်လို့အထင်ကြီးခဲ့မိလို့ရှိရင်အဲ့ဒီအထင်ကြီးမှုတွေကြောင့်ဒီနေ့မှာ ဒုက္ခရောက်နိုင်တယ်ဆိုတာလေးကိုပဲပြောချင်ပါတယ်။အာဒုက္ခဒုက္ခပဲဟုတ်ကဲ့ပါမြို့တို့ရေမွေးဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှင်တော့ဒီကိုရင်လေးတွေကရောက်မှာထုထွက်ထက်မြက်တယ်ပေါ့နော်ချစ်ပြီးတော့လည်းပီတိဖြစ်ရပါတယ်ချစ်တဲ့မျိုးကြီးလည်းပျော်ရွှင်လိမ့်မယ်လို့မျှော်လင့်ပါရရှိဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ဆက်ချက်ကလေးတွေကိုဗီဒီယိုလေးရဲ့အောက်မှာ comment လေးတွေရေးပြီးရပါရရှိ နောက်ထပ်လည်းမိုးဆက်လီတဲ့တဲ့နေဟာတာဗီဒီယိုရိမိုးတူတိုင်ရဲ့ဆရာဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးသားမှာမို့မို့ channel လေးကိုလာရင် subscribe နဲ့တပ်ဖို့တောင်းဆိုပါရရှိနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား